မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအဖြစ်စဉ်ကအမှန်ပါเนาะ7နာရီခွဲနဲ့7နာရီလောက်ကြာမှာဖြစ်စဉ်ဖြစ်သွားတယ်ဖြစ်သွားတာကဒီလို အမြန်လမ်းရဲမင်းကြီးပေါ့နော်ရဲမင်းကြီးတို့กินလဲ့တယ်ပေါ့กินလဲ့တယ်ကျွန်တော်တင်ထင်နေပြဒီအမြန်လမ်းမှာပေါ့နော်ဟွာဖြစ်နေတယ်ဖျဲသီးတော့ရှိနေပြီဖျဲသီးကဘလို့ရှိနေလဲဆိုတော့အမြန်လမ်းရဲမင်းကြီးရဲ့ကားကိုပြစ်တာဗျပြစ်တာကြည်ဖောက်ထွက်တာတို့ပါလို့ရှိတယ်ဟိုအဝေးကနေအဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ်ဒီတဲ့ရင်ကအမှန်ပါခင်ဗျ အမြန်လန်းရဲမင်းရလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့လေးလက်မလောက်ပဲကွာသွားတယ်အမြန်လန်းရဲမင်းတော်တော်ကန်ကောင်းသွားတယ်နော်ဒါသတင်းအမှန်ပါဒါကျွန်တော်သတင်းကကျွန်တော်ဒီလိုမျိုးပြောရဲတယ်ဆိုတော့ကွာသတင်းမှန်နဲ့မှားတယ်ဆိုတာဒီလောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်မှာပါနော်အမြန်လန်းရဲမင်းနာမည်တော့မပြောတော့နာမည်နှလုံးနဲ့ခြားတာပရိသားပဲနော်သူလည်းဦးမဲအွန်လိုင်းနဲ့နာမည်ခက်စင်စင်ပဲနောက်ကတလုံးလာကောက်ထဲလိုက် နော်နော်နောက်ကတလုံးနာကောက်ထည့်လိုက်အဲ့လောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်တယ်ကျွန်တော်အတိတ်စင်းပေးလိုက်တာဦးမင်းအွန်လိုင်းနဲ့ကာကြုံကြီးဦးမင်းအွန်လိုင်းနဲ့နာမည်ကခက်စင်စင်ပဲနောက်ကတလုံးထည့်လိုက်ရင်ကွက်တီပဲနော်အဲ့တော့ကျတော့ဟိုအမြန်လန်းရေမင်းကြီးကကံကောင်းနေဒါပေမဲ့ဖေးသီးတွေရှိနေပုံပေါ်တယ်အမြန်လန်းရေမင်းကြီးဒီလမ်းပေါ်အမြန်လန်းရေမင်းကြီးကတော့တကယ်ချီယူဖို့ကောင်းတယ်တကယ်အလုတ်လုတ်တယ်လို့ခေါ်ရမှာပေါ့နော်သူ သူဒီလမ်းကြောင်းပေါ်မှာအလောစီလမ်းကြောင်းပေါ်မှာသူကပြည်သူလူထုတွေအေးချမ်းစွာတွာလာနိုင်ရေးအတွက်ကို အမြန်လဲရဲမင်းကြီးကအမြန်လဲရေကင်းတွေကို ကင်းပစစ်နေတဲ့အချိန်မှာဖြစ်တာဖြစ်တာဖြစ်တဲ့ကားအောင်လဲပြစ်ခံရတယ်ချောင်းမြောင်းပြီးတော့ကားပြစ်ခံရတယ်ကြည်တန်ရတန်ချက်တွေရှိတယ်အမြန်လဲရဲမင်းကြီးကလက်လက်မလေးလက်မလောက်ပဲကွာသွားတယ်ပေါ့နော်ကံကောင်းလို့ပေါ့နော် အဲ့လိုဖြစ်သွားတယ်အသက်အန္တရာယ်ဘေးကနေပြီးတော့မှကင်းလွတ်သွားတယ်ဒီအမြန်လန်းရေမင်းရောအမြန်လန်းရေမင်းရဲ့အမျိုးသမီးရောကအယံသဘောထားကြီးတယ်အယံဖရာတရားကန်ဆိုင်တယ်နော်အအမကတော့ခရစ်ယာန်ဖြစ်မယ်နဲ့ထင်တယ်နော်အမကတော့ခရစ်ယာန်ဖြစ်မှာပေါ့ဒါအားလုံးသိကြပါလားဒါအမှန်တရားတော့ကျွန်တော်ပြောရမှာပဲလေအမကတော့ခချင်းတိုင်းရင်သူဖြစ်မယ်နဲ့ထင်တယ်အဲ့တော့အမဘက်ကတော့ဘုရားသခင်ကောင်းကြီးပေးတယ်ဒီဘက်ကတော့ဗုဒ္ဓရဲ့မြတ်စွာဘုရားက အမြန်လမ်းရဲမင်းကြီးကိုစောင့်ရှောက်တယ်သူတပည့်တွေကိုအားလုံးကိုစောင့်ရှောက်တယ်တိုက်ပွဲက나ယူဝက်လောက်အပြန်လန်ဖြစ်ကြပြီးတော့မှဆုတ်ခွာသွားတယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့တုံးသက်ရမယ်ဝေပန်ရမယ်ဆိုရင်ဒီလဘကတိုင်းမှုပေါ့နော်ဗိုလ်ချုပ်ကျော်ကိုတိုင်းကိုတစ်ချက်တော့ပြောချင်တယ်ဒီနထိုးကြီးပေါ့နော်ပြင်စီလန်းတွေကိုမတိတာလားဒီကောင်တွေအများကြီးစကြေးကောက်နေတယ်ဒီစကြေးကောက်တဲ့ပတ်စံတွေပဲ ပြည်သူလူထုရဲ့ကားကြီးကားငယ်ကားသေးတွေကိုစက်ကြီးကောင်းတဲ့နေရာတွေရှိတယ်။အဲ့ဒီနေရာတွေကိုတက်မတော်အနေနဲ့ဒီအမြန်လမ်းကိုတက်ဖို့အတွက်ကိုနော်လုံကြုံရေးရတော့လုံကြုံရေးရတော့လကောင်အဲ့လိုမျိုးမစိုးမိုးနိုင်ဘူးလား။နော်ဒီအမြန်လမ်းကိုတက်တယ်တက်တယ်တက်တက်လှုပ်တယ်ဆိုတာကဒါကကောင်းတဲ့ပုံစံတော့မဟုတ်ဘူးပေါ့ဗျာ။တိုင်းပြည်အတွက်နိုင်ငံအတွက်ပေါ့နော်။နောက်တော့အမြန်လမ်းမှာသွားနေတဲ့ပြည်သူလူထုတွေအတွက်နော်ကောင်းတဲ့ပုံစံတော့မဟုတ်ဘူး။ ဒါအောင်မဆိုးမိုးနိုင်ဘူးလားเนาะလဘကတိုင်းမှုအနေနဲ့လဘကတိုင်းမှုတယောက်အနေနဲ့ဒီလိုအားနေတဲ့အာသချက်တွေကိုသိရှိပါရဲ့တန်းနဲ့ဘာလို့မလုံနိုင်တာလဲလူရင်အားလိုလားလက်နက်အင်အားလိုလားအဲ့ဒါတွေကိုလည်းအထက်ရာရှိတွေကိုတင်ပြပြီးတော့မှเนาะဟိုအထက်အကြီးအကဲတွေကိုတင်ပြပြီးတော့မှလုံးစီခြင်းပါတယ်ခင်ဗျเนาะ ။ယာရူးအရှိန်အဝါတွေဆိုတာကအကျိုးအကြောင်းအကျိုးအကြောင်းတရားတွေကြောင့်ရလာတာကိုတန်ဖိုးရှိရှိ အသုံးချစေခြင်းပါတယ်ဗျ။ဘာလို့လဲကိုကိုတိုင်ကလည်းစူးစမ်းစေခြင်းပါတယ်။နော်။ကိုကိုတိုင်ကအီယိုအီယိုနဲ့နေနေမယ်ဆိုရင်တော့အဆင်မပြေဘူး။အဆင်မပြေဘူး။ဘာဖြစ်လို့အမြန်လန်းကအဲ့နှစ်ချောင်းနှစ်တို့နော်။အဲ့နှစ်ချောင်းနှစ်တို့ အခုအ38တို့เนาะခဏခဏဖြစ်နေတာခဏခဏဖြစ်နေတာကအဲ့လုံကြုံရေးတွေမရှိတော့လားเนาะအခုဆိုပြည်သူလူထုကခရီးသွားမယ်ဆိုကျွန်တော်တို့လိုစပီကာတွေသတင်းသမားတွေကိုမေးပြီလေမီဒီယာသမားတွေကိုအာသတင်းသွားရမှာဟိုဟိုလုံကြုံမမလားအ мян လန်းပေါ်ကဘာညာဖြစ်ပြီဆိုရင်လေဟိုကအဲ့ဒါအဆင်မပြေတော့ဘူးလေအင်္ဂါတို့လည်းအ мян လန်းပေါ်မှာရဲတွေထားတာပဲလို့ဘာလို့အာမရဘူးမြောက်ဒီလန်းကိုဒီ38 နော်318 320 321မိုင်ဆိုတာအဲ့ဒီဈာထဲမှာဒီတရားရေကင်းတရားတွေလည်းရှိတယ်ရေကင်းတရားတွေလည်းရှိတယ်နော်ရှုတော်မျိုးစုံအောင်ဆိုရင်အခုလဘကတိုင်းဆိုရင်ဘယ်နေရာမှာဖြစ်နေလဲလဘကတိုင်းဆိုရင်မရေယာပဲပဲအများဆုံးဖြစ်တာပြင်ဦးလွင်မှာဟိုမှာဗိုလ်ချုပ်စိုးမြတ်ထုတ်ကိုယ်တိုင်းနော်အောင်မြေတို့အဲ့မှာတိုက်အောင်လို့ ਨੇ ပေါင်းပြီးချနေတည်းဒီဘက်မှာလဘကကဒီအခုမရေယာတို့ဘာတို့လောက်မှာပဲ ဖြစ်နေတယ်အခုမြင်းကြံတို့နှထိုးကြီးတို့တောင်သာတို့အခုငတရောက်တို့เนาะအတချို့ရဲတွေလည်း KDB တွေပါရောသွားတတ်တယ်အရေးမူးကြီးတွေကလည်း KDB တွေပါတော့သွားတတ်တယ်เนาะအခုငတရောက်တို့ပါတော့လုံသွားပြီလုံနေပြီဟိုမှာခြားတွဲနေပြီเนาะငတရောက်ဆိုအများတန်းဟိုဟာဟိုဟာကျွန်တော်ဒီမှာအကုန်လုံးရှိတယ်ကျွန်တော်ဓာတ်တွေအကုန်ဖတ်မပြချင်းလို့เนาะသတင်းပေးတဲ့လူကပေးနေတာเนาะအဲ့တော့ကျတော့ဟိုကိုရင်ရှင်ကိုတည်စီခြင်းပါတယ်ဗျာเนาะ ဘာလို့လဲကိုယ့်ရည်ချင်းကိုတည်စီခြင်းရတာလဲလို့အဲ့လိုပြောတယ်ဆိုလို့ရှိရင်အဲ့လိုတိုင်းဘူဟာတွေပေါ့ကသတာမူတွေဒီညီကိုကြီးတွေဒူးချုပ်ကြီးတွေအားလဲဒီလိုအမြန်လမ်းပေါ်ဒီကိုဒီလိုအချင်းချင်းကကဖြစ်ပြီဆိုရင်ဖြစ်တင်လားမဖြစ်တင်ဘူးလားဆိုတာတော့ဘောနစဉ်းစားသိမ့်ပြီလို့ထင်တာပဲ။ เนาะကျွန်တော်ကဒါဘာလို့မျက်နှာမှမကြည့်ဘူးเนาะဒါပြည်သူတွေအတွက်ကိုကျွန်တော်ကပြောတာเนาะအမြန်လမ်းဆိုတာကအဘဦးတန်းရွှေကြီးအကောင်းဆုံးစောက်တည်သွားတဲ့လမ်းပေါ်မှာရဲခင်းနေเนาะစစ်တပ်တွေလာအဲ့မှာလုံခြုံရေးတွေလာအဲ့မှာချထားတဲ့တလန်းလုံးပေါ့เนาะဟိုးရန်ကုန်ကနေပြီးတော့မန္တလေးထိကိုအဲ့ဒီကြားထဲမှာမှအမြန်လမ်းလှုပ်ခံနေရတာကဒီနထိုးကြီးနဲ့ပြင်စီပေါ့เนาะဒီအခု38ဆိုရင်ဒီတစ်ချိန်ရောဆိုတာနှစ်ခါဖြစ်သွားပြီပေါ့เนาะဒါ38 39ကိုရှောက်မပြောနဲ့ ်3839အ320 321မိုင်အဲဆိုတာဒါကဒါနင်းနီးလေးမှာပဲရှိနေကြတာနော်ဒါနှစ်ချိန်နှစ်ခါမြောက်ဖြစ်သွားပြီနရွက်ကိုတရွေးဆိုတာမဟုတ်ဖင်မာလာကြိတ်တော်မှာဟိုကနော်အဲ့တော့ကျတော့ကိုကနေကိုတော့စဉ်းစားကြပေါ့ဗျာကိုအောက်ကလုံချုံရေးတွေကကိုခိုင်းထားတဲ့ကောင်တွေကကိုကိုလိန်နေရလားညာနေရလားနော်ကိုကိုတိုင်းအလုံးမလို့ပဲနဲ့မိမ့်မိနေတာလားဒါမှမဟုတ်လိုအပ်ချက်တွေကိုနိုင်ငံတက်မလို့ကာဝေးဦးစီးချုပ်နဲ့တက်မလို့ဒူချုပ်နဲ့ညှိကိုကြီးကိုမတင်ပြရဲတာလား เนาะဒါကတော့တဲ့ပဲပြောတာเนาะတဲ့ပဲเนาะမကျေတယ်လဲရတယ်ဘာမှမဖြစ်ဘူးเนาะမကျေတယ်လဲရတယ်ဆိုတော့ရှင်းမှာဖြစ်စဉ်ဖြစ်သွားပြီးပြီကျွန်တော်ဘာမှပြဿနာလာမရှာနဲ့เนาะဖြစ်စဉ်ဖြစ်နေတယ်เนาะအခုကမှဥမာအခုစကြောရေးမှာရှိတဲ့เนาะ1 to 1တောက်ဖို့တိုင်မှုကိုအွန်လိုင်းဒေးတို့ဘာလို့ဒါအဲ့မှာတာဝန်ပေးကြည့်လိုက်ပါလားဟဲ့အောင်အွန်လိုင်းဒေးအေးအဲ့လမ်းကိုမင်းငြိမ်အောင်ထိန်းတာလို့ပြောကြည့်လိုက်เนาะအကြံပေးတဲ့နေ့ကတောင်းချမ်းသူအခု PDF တက်လာလို့တက်လာဖို့မပြောနဲ့ စောက်တန်တော်ခြီးတော်ပေါ့လို့မရဘူးဖြစ်သွားမယ်။နော်။ကာသရာမူအခုဖြစ်သွားတဲ့ဗိုလ်ချုပ်ကိုကိုဦးလာဘကတိုင်းမူတော့ကလေးမျက်နှာစစ်ကြောင်းမူကိုအောင်နိုင်သေးတို့နော်ထိန်းလာခဲ့တာမန္တလေးကိုအခုကိုအောင်နိုင်သေးတို့လည်းမရှိရောမန္တလေးမှာပြည်သူစစ်တွေနဲ့ရဲတွေနဲ့အတက်အတီးနဲ့ဘာတွေဖြစ်လို့ဖြစ်မှမသိဘူးနော်ခရင်းတွေကချားလို့လည်းမကောင်းဘူးအတကယ်ရုပ်ပြက်စင်းပြက်တွေဖြစ်တယ်အဲ့ဒါတွေကိုနိုင်လားဆိုလည်းမနိုင်ဘူးနော်မနိုင်ဘူးမရှင်းပြနိုင်ဘူးပြီးတော့ကိုအောင်နိုင်တွေကအရင်တော့ပြည်သူစစ်ကိုကာကွယ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အခုကိုအောင်နိုင်တွေကိုဝိုင်းတွယ်ကြတာ ဝိုင်းတွေ့ကြတာเนาะပြည်သူစစ်ကိုရေးရဖမ်းသွားပြီဆိုကွန်တိုင်းတွေကပြောတယ်လှုပ်ပေးတယ်ဩဒီအချင်းနေအချင်းကာလာမျိုးမှာဒါတွေမဖြစ်သင့်ပါဘူးမဖြစ်တတ်ပါဘူးเนาะဟိုအချင်းချင်းတွေဘာညာဆိုပြီးတော့ဟိုကနော်ရှင်လဲလျှောက်တာပြားလဲဆွဲတာလှုပ်တဲ့လူတကယ်တန်ဖိုးရှိတဲ့လူကိုကြတော့အခုစစ်ကြောရေးထဲမှာထားထားတယ်စစ်ကြောရေးထဲမှာထားပြီးတော့မှနော်ကွန်တိုင်းတွေလှုပ်လာတဲ့မှတ်တမ်းတွေအများကြီးနော်မန္တလေးမြို့နော်ငင်းချမ်းအောင်အခုသူတို့ပဲလှုပ်လာခဲ့တာလဘကတိုင်းမှုကသရမှုထွက်သွားလို့ လှုပ်လာခဲ့တာအခုကျတော့ကိုအောင်နိုင်တဲ့ဝိုင်းပြီးတော့ညစ်ပတ်ကြတာနော်ဖဲထိုးတယ်မလဲဖဲတင်းငိမ့်မလဲအချင်းချင်းမှမနာလို့တာမဖေးမတာမကူညီကြတာဘူဝါတော့အောက်တခုမှကြာချုံးနေကြတာ ਉਹ နော်မယုံရင်အဲ့ကိုအောင်နိုင်တဲ့ကိုထုတ်ပြီးတော့မှအဲ့နှထိုးကြီးပြင်စီလန်းကိုအမှထိန်ခိုင်းကြည့်လိုက်နော်အကြမ်းမဲ့လက်နဲ့ကန်တောင်းကျန်သူတပုံလားချီးတွင်နေကလောက်တော်ဖြစ်သွားအောင်ပဲနော်ဟိုကကောင်းကောင်းချိန်မှာဟုတ်တယ်မလားတိုင်းပြည်မှာလိုအပ်နေတဲ့အနေအထားတွေကအဲ့ဒါတွေရှိတယ်နော်အဲ့တော့ကြတော့ ဒီအမြန်လမ်းဖြစ်စဉ်ကတော့ဟိုတကယ်လမ်းကြားလို့ရှိရင်အရန်ရှက်ဖို့ကောင်းတယ်နော်အမြန်လမ်းရဲမင်းရဲ့ကောက်ကိုပြစ်ခံရတာနော်မယုံသွားမေးကြည့်မဟုတ်ဘူးဆိုလာဖမ်းနော်မဟုတ်ဘူးဆိုလာဖမ်းလိုက်အဇော်ဘုန်းကြီးကအခုကြော်စိုးလို့ပါလို့လည်းပြောကြတာပဲအဇော်ဘုန်းကြီးပြောတာဒီကောင်သတင်းတွေမာပြီးရှောက်ပြောနေဆိုလာဖမ်းလိုက်နော်ဟုတ်လားမဟုတ်လားလာဖမ်းလိုက်မှမေးတော့တေချာမေးလေး လက်မလေးလက်မတော့ပဲလိုတယ်ကံကောင်းလို့ကံတီလို့เนาะကံတီလို့မသိတာเนาะအဲ့တော့အမြန်တမ်းဖြစ်စဉ်ကမှန်ပါတယ်အခုလည်း